ဩအပူရနဲ့အတော်ပဲတောက်ချင်နေတာနဲ့ဟုတ်တယ်ဒီနေ့ကတော့နှစ်ခွက်စာတခါတည်းအချိုးကြဖြော်တာပေါ့ဒါဆိုရင်ပြေးထိုင်ရလူတွေပါဖြော်ပြပေးပါလားမချမ်းကြတာပေါ့ချစ်တယ်လို့အရင်ပြောချစ်တယ်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 โอเคဒါဆိုရင်ဘယ်လိုပြောရလဲဆိုအောင်ချင်တဲ့သူတွားကြည့်ကြမယ်လားဘာမကြည့်ခင်တယောက်တစ်ခုစီရှင်းနေပြီးတော့လို့စီတွားကြည့်ကြမယ်လားအရင်ဦးဆုံး cream cheese ကိုလုပ်ဖို့30 ml နဲ့ဆုံးထည့်မယ်ရေထည့်မယ်နော်ရေကတော့အေးနေတဲ့ရေထည့်မယ် ောက်ဆိုရပြီပြီးသွားတာနဲ့ဒါကြတော့လက်ဖက်အနီပေါ့နော်လက်ဖက်အနီကိုကြတော့ချန်30မီလီသုံးမယ်ဒါလေးကိုအရင်ထုတ်မယ်နော်အောင်ချန်ကော်ဖီဆက်နဲ့ပဲရေထုတ်တယ်ကဲထိုင်းဒီအရေကို100မီလီယူမယ်လောက်ဆိုရပြီနိုစီကို100မီလီသုံးမယ်နော်ตาเช่นนักวัดสาตะคาได้เปาะเนาะโอเคตาเลี้ยงโอ้ดูแล ကဲစမူတီကျိတဲ့ဆက်သေးကိုနှစ်ခွက်ထည့်လိုက်မယ်။ပြီးသွားလို့ရှိရင်အရသာဆက်ထားတဲ့ထိုင်းကြီးကိုပေါ်လုံးထည့်လိုက်မယ်။ဒီနှမျိုးကိုစမူတီဖြစ်တဲ့ဒီကျိတယ်နော်။ခဏတော့ငါရိုက်ထားတဲ့ cream cheese အနေငယ်လေးအောက်မှာထည့်လိုက်မယ်နော်။သူကဒီလိုစွချွဲလေးဖြစ်နေတယ်နော်။ Okay ပြီးသွားလို့ရှိရင်တော့ကျိတ်ထားတဲ့ထိုင်းကြီးကိုထည့်လိုက်မယ်။ နှစ်ခွက်စလုံးပေါ့နော်နှစ်ခွက်စာမျှထည့်မယ်ပြီးတော့လို့စီနော်ကျွန်တော်အပေါ်ဆုံးမှာခဏတော့အောင်ကျွန်တော်ရိုက်ထားတဲ့ cream cheese ကိုထည့်မယ်နော်လုံးထည့်လိုက်မယ်။อืม။ဒါဆိုရင်တော့အပေါ်မှာ cream cheese နဲ့ပေါ့နော်။ ခရင်ချစ်နဲ့ဖြော်တဲ့ထိုင်းဒီစမုတ်တီဒါကတော့နှစ်ခွက်စာအချိုးကျဖြော်တဲ့ဟာပေါ့နော်ကျွန်တော်ဆိုင်ခွင့်နဲ့တူတယ်ဆိုတော့တစ်ခါတလေ၄၅ခွက်စာဖြော်ရတယ်၃ခွက်၄ခွက်၅ခွက်အဲ့လိုတွေဖြော်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အချိုးကျကျဖြော်တတ်ဖို့လည်းလိုတယ်ပြီးတော့စနစ်တကျလည်းဖြစ်ဖို့လိုတယ်အရသာကောင်းဖို့လည်းလိုအပ်တယ်မြင်စင်ဖို့လည်းလိုတယ်ပေါ့နော်ဒါကြောင့်မလို့ကိုကဆိုင်ခွင့်ဖို့ရည်ရွယ်ထားတယ်ကိုပိုင်လုပ်ငန်းလုပ်ချင်တဲ့သူတွေကတော့၅လပိုင်းမှာအပြင်တွေ့ဝင်ပြီးနောက်ဆုံး၂နေရာစာပဲကျန်တော့မယ်အထူးကျေးတဲ့ message မှာအ မြင်သွားအဲ့လိုရတယ်ရန်ကုန်မှာအပြင်တွေ့ VND တည်တံ့ဖွင့်ပေးမှာမလို့ကို့အတွက်အခွင့်အရေးကောင်းလိုချင်တယ်ဆိုရင်တော့ messenger မှာသွားပြီးတော့မှမေးလိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ် bye bye